ရုံသုံးကြောင်းသုံး Microsoft Office ဆော့ဝဲသွင်းတဲ့နည်းလမ်းလေးကိုမျှော်ဝေပေးသွားခြင်းပါတယ်ခင်ဗျာလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ Microsoft Office ဆော့ဝဲတွေကတော့မရှိမဖြစ်လိုအပ်တဲ့ဆော့ဝဲတွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဆော့ဝဲတွေကိုအဲသွင်းတဲ့ပေါ့နော်နည်းလမ်းလေးကိုဒီဗီဒီယိုလေးမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Microsoft Office ဆော့ဝဲတွေကတော့ version တွေကတော့အများကြီးရှိပါတယ်အဲတချို့ဆိုလို့ရှိရင်ပေါ့နော်ဟို2010တောင်မှ ရရှိလုပ်ငန်းတွေမှာတုံးကြရရှိပါတယ်ပေါ့နော်။ဗာရှင်းနေရတော့နောက်ပိုင်းမြင့်လာလေးပို့ပြီးတော့ကောင်းလေးတုံးရအဆင်ပြေပြီပေါ့နော်။ကိုယ့်ရဲ့ဆက်ကနိုင်တယ်ဆိုလို့ရှိရင်တော့ဗာရှင်းမြင့်တွေတုံးထားကောင်းပါတယ်။ကျွန်တော်ခုအသင်းပြပြဗာရှင်းလေးရတော့ဗာရှင်း2021ကိုသင်ပြမှာဖြစ်ပါတယ်ခင်ဗျာ။ဒီအတွင်းမဲ့ပေါ့နော် Microsoft Office version လေးကလည်းကျွန်တော် license version လေးဖြစ်ပါတယ် Microsoft ဒီကိုသုံးနေတဲ့ software တွေက activate မဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တချို့ အဲတုံးရတဲ့စတင်ပိုင်းတွေတချို့ fashion တွေတုံးလို့မရတာရှိပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်သင်ပြမယ့် software လေးကတော့ license software လေးဖြစ်ပါတယ်ခင်ဗျာတကယ်လို့ Microsoft Office ဒီ2021 software လေးကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် comment လေးမှာရေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော် software လေးကိုကျွန်တော်ဒီမှာကျွန်တော် screen လေး zoom လေးချက်လိုက်ပြီเนาะဒီ Microsoft Office ဒီ2021 ီ software လေးဖြစ်ပါတယ်เนาะအဲ့ကြောင့် software လေးမှာဆိုလို့ရှိရင်သူက rally နဲ့ရှုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ software လေးတွေကိုဖွင့်လိုက်ပါမယ် rally အနေနဲ့ဖွင့်တာရှုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะ ra က pack 1 2 3 4ရှိပါတယ် pack run လေးကိုပဲ rapier မှာဖြစ်ပါတယ် pack run လေးကို right click ကိုနှိပ်ပြီးတော့ extra here နဲ့ fee မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာပြောစရာရှိပါတယ်။ Windows 10နဲ့ Windows 11နဲ့ဆိုလို့ရှိရင်တော့ ဒီ office software တွေတွင်တာပဲဖြစ်စေတခြား software တွေတွင်တာပဲဖြစ်စေပေါ့နော် vpn version တွေတွင်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော် bad attack prevention တွေပိတ်ထားဖို့လိုပါရဲ့ဒါကျွန်တော်ပိတ်ထဲမှာဆိုလို့ရှိရင်လည်း software မတွင်ခင်မှာပိတ်ရမယ် system တွေကို view လေးလုပ်ပြီးတော့တင်ထားရှိပါတယ် bad attack prevention ပိတ်ရမယ် control panel တွေရပေါ့နော်အဲကိုယ်ရောပန်နယ်ထဲမှာရှိသေးတယ်ဗောနော်ဟို setting လေးနှစ်ခုကိုပိတ်ထားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့် အဲတကယ်လားလေစလိုက်မင်းတို့အဲ့တော့ဒီ rally ပေါ်မှာပေါ့နော် right click ကိုနှိပ်ပြီးတော့ကျွန်တော်က extra here နဲ့ rally ကိုဖြည့်ပေးလိုက်ပါနော်အဲဒီ rally ကိုပြည့်အောင်ဆောင်ပေးလိုက်နော် ဘယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာပေါ့နော် Microsoft Office ဝါလေးရပါပြီဒီလိုလေးကိုဖွင့်လိုက်ပါဒီ auto run ဆိုတဲ့ဟာလေးနော်ဒီ auto run ဆိုရဲဒီကောင်လေးကို run မှာဖြစ်ပါတယ်သူ့ဘောမှာ right click ကိုနှိပ်ပြီးတော့ run as administrator ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီပုံစံမျိုးလေးပေါ်လာပါလိမ့်မယ်အဲဒီမှာဆိုလို့ရှိရင်ကိုက VR ရေးတုံးပါလေဆိုအောင် ွေးချယ်ဖို့လိုပါတယ်အမှန်ကြလေးရှိရမလားအသုံးများ office သုံးမယ် excel သုံးမယ် powerpoint သုံးမယ်ပေါ့နော်တခြားအောက်က OneNote တို့ပါတော့ကိုသုံးကြတာလည်းရှိရင်အမှန်ကြလေးရှိပါနော်โอเคပြီးတော့ရေဆိုလို့ရှိရင်အဲတခြားကိုသုံးကြတာတွေပါရှိသေးတယ်ပေါ့နော်ရှိသေးရဆိုလို့ရှိရင်အမှန်ကြလေးရှိနော်တခြားကတော့ဘာမှတော့ထူထူထူလောက်เสียမလို့ပါဘူးနော်အကုန်လုံးကဒီမှာ online လည်းဖြစ်တယ် activation လည်းဖြစ်တယ်နော်ဘာမှလုပ်နေစရာမလိုပါဘူး ဒီ Microsoft အတွင်းတဲ့ခါမှာဆိုလို့ရှိရင်ပေါ့နော်အဲဒီ internet ချိန်တာပါ internet ချိန်ပြီးတွင်းနေပဲဆိုလို့ရှိရင်ဒါက online နေပြီးတော့ activation ဖြစ်ပါတယ်ဒီခါလည်း activate ဖြစ်ပါတယ်နော်အဲဒီအားလေးကိုခဏလေးစောင့်ပေးလိုက်ပါနော် Okay. အဲဒီကောင်လေးကိုအဲဒီအထိကိုဆောင်းအောင်ဆောက်ဖို့လိုပါတယ်။သူကတော့အဲ3-4မိနစ်လောက်တော့ကြာပါတယ်ပေါ့နော်။အဲကျွန်တော်ကတော့ဖြတ်ထားတဲ့ဘိုင်းလေးတွေလည်းရှိပါတယ်နော်။အဲတော့ဒါလေးကိုဆောင်းပေးလိုက်ပါ။အဲတော့ဒီ video လေးကကျွန်တော်ကပေါ့နော်ဒီကွန်ပျူတာပေါ့နော်ဒီ Windows တင်တဲ့အလုံးလေးမှာဒီ software လေးကိုအသွင်းပြဖြစ်ပါတယ်။အဲအကြောင်းမလို့ ဝင်းဒိုးတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကဟို driver တွေဘာတွေမထည့်ရသေးတော့ record တွေဘာတွေကအဲလုံးလို့မရတော့သူကအတန်လေးပဲပါမလာအောင်အဲ့ဒါလေးကိုကျွန်တော်ထပ်ပြီးတော့နောက်ကအတန်လေးထပ်ထည့်ပြီးတော့အဲ video လုတ်ပြတာဖြစ်ပါတယ်နော်ရှင်းပြတာပါโอเคဒါဆိုလို့ရှိရင်သူကအဲပြီးသွားပါပြီเนาะပြီးသွားလို့ရှိရင်ဒါက activate လုပ်နေရ ဖြစ်ပါရခင်ဗျာโอเคဒါဆိုလို့ရှိရင်သူက activation လုပ်လို့ပြီးသွားပါတယ် activation လုပ်လို့ပြီးသွားရင်ဒီပုံစံမျိုးလေးပေါ်နေပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Amazon Soft Office Software လေးကို twin လုပ်ပြီးသွားပါပြီเนาะပေါ်ပါရှိတဲ့ဒီဟို step installation ဆိုတာကိုထပ်ပြီးတော့နှိပ်เสียမလို့တော့ပါဘူးเนาะ အဒီဗီရှင်းလုံးလုပ်ပြီးသွားပါပြီအဲအိတ်ဆင်းနဲ့ပေါ့နော်ထွက်ပြီးထွက်ပြီးတော့ပေါ့နော်သုံးလိုက်ရင်ရပါပြီနော်အိတ်ဆင်းဆိုတာလေးကိုနှိပ်ပြီးတော့ထွက်လိုက်ပါထွက်လိုက်ပြီးသွားရဆိုလို့ရှိရင်ကိုယ့်ရဲ့စခင်ပေါ်မှာပေါ့နော်ရှော့ကက်လေးတင်ပြီးတော့တုံးချင်တယ်ဆိုလို့ရှိရင်လည်းအဲရှော့ကက်လေးအဲတင်တဲ့နည်းလေးပါခါတယ်အဲဒီဗီဒီယိုလေးမှာပြပေးတော့မှာဖြစ်ပါတယ်နော်အဲ့တော့ open file location တဲ့ကိုသွားပါနော်အဲပြီးသွားရင်ဒီ web ပေါ်မှာနော်ဒီကိုသွင်းချင်တဲ့ရှော့ကက်လေးပေါ်မှာ right click ကိုနှိပ်ပြီးတော့ပေါ့နော်အဲ send to ဆိုတာကိုသွားပါကိုက င်ပါတင်ပါလေကျွန်တော်အပေါ်မှာဟို desktop မှာတင်ပါဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဆန့်တူ desktop ဆိုတာလေးကိုယူလိုက်ပါအဲ့ဆဲတွေရော powerpoint တွေရောဒီနီလန်းလေးအတိုင်းလုပ်ပေးရမှာဖြစ်ပါရဲ့နော်ဟေးဒါဆိုလို့ရှိရင်အကုန်လုံးလုတ်လုတ်ပြီးသွားပါပြီကျွန်တော် macro software လေးကိုအဲဖွင့်ကြည့်လိုက်ပါတော့နော် အခါတဲ့ activation window နော် activation ဖြစ်တယ်ပေါ့နော် off လေးဖြစ်ပါတယ်အခါတဲ့ activate ဖြစ်ပါတယ်နော်ဒီ AZ တွေလည်းဖွင့်ကြည့်တယ်မြဲဒါအကုန်လုံးဖွင့်ကြည့်ရအောင်နော်အကုန်လုံးကဒါ activation off တွေကြီးပဲဖြစ်ပါတယ်ခင်ဗျာဒါဆို power point လေးဖြစ်ပါတယ်နော် ေးဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ပေါ့နော် Microsoft Office ကိုအဲတွင်းတယ်မလို့ထင်ပါတယ်လွယ်ပါမခက်ပါဘူးเนาะအဲ့တော့တွင်းကြည့်ပါလုပ်ကြည့်ပါကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ Office version လေးရနေနေဆိုလို့ရှိရင်လည်း version ပြင်တာလေးပြောင်းပြီးတော့အသုံးကြည့်ပါเนาะအဆင်ပြေပါတယ်โอเคဒါဆိုလို့ရှိရင်တော့ဒီ video လေးက မိတ်ဆွေတို့အတွက်ကိုအကျိုးရှိမယ်လို့ထင်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ချင်းအဲရှားမိတ်ဆွေတို့ရဲ့တကယ်ချင်းတွေရှားမိတ်ဆွေတွေလည်းအကျိုးရှိအောင်ဒီဗီဒီယိုလေးကိုမျှဝေပေးသွားပါအောင်ခင်ဗျာကျွန်တော်ရဲ့ ECC ရဲ့ပေါ့နော်ဒီ channel လေးကိုလည်း subscribe လုပ်သွားပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အစီအမပြေရာရှိရဲ့အဲသိချင်တာရှိရဲ့ဆိုလို့ချင်းလည်းမိသားခဲ့လို့ရပါတယ် comment လေးရလည်းမေးလို့ရပါတယ်ပေးရဲ့ messenger လေးရလည်းမိသားခဲ့လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် ECC ရဲ့ founder နိုင်လေးဦးဖြစ်ပါတယ်ခင်ဗျာ